အားလုံးပဲမင်္ဂလာပါ။ online အဘိဓမ္မာအသင်တန်းမှကြိုဆိုပါရစေ။ဦးစင်းကဥခေမာတည်တည်ပါ။သင်တန်းမစတင်ပြီးတရားဤမူလအပိုင်းရှင်အစ်စ်ဖြစ်တော်မူသောသောလောကထွတ်ထားရှင်တော်ဗုဒ္ဓမြတ်စွာဘုရားအားရှ िख ုဥချကတော်ပါ၏အရှင်ဘုရား။အခုအခုတခါပြောဖို့အလှည့်ရောက်လာတာကတော့လောကုတ္တရာစိတ်သင်္ဃာနီ။လောကုတ္တရာစိတ်မှာလည်းသင်္ဃာနီ၅နီးရှိပါတယ်။ လောကရတာစိတ်သင်္ခါနီ၅နီအကျင်အကျေရွတ်တဲ့နီနဲ့ဇန်အင်ကိုင်းနဲ့ရှင်တဲ့အကျေရွတ်တဲ့နီနဲ့ရွတ်ထားခြင်းဖြစ်တယ်။ဒါမှသာလည်းဒီဥစ္စာတွက်လို့ရမှာဖြစ်တဲ့အတွက်ကြောင့်အဲ့ပရမဇန်ရှစ်ခုတန်းဒီအဲ့မှာမတ်၄ပါးဖို့၄ပါးလုံးပါတာပေါ့ဒါဆိုသောတာပတိမတ်တဂရဂံမိမတ်အနာဂံမိမတ်အရတ္တမတ်သောတာပတိဖို့တဂရမံမိဖို့အနာဂံမိဖို့အရတ္တဖို့ ไอ้ที่ตลาดงาปฐมสันตลาดงาดุริยางาตาตัดยางาสระอุราสันอาบิสัมบัสันแล้วปฐมสันชักขุมาตันนี้ตัวบ้าไหมเอ็งจะทำไมสิริเดชสัตว์มาตบหน้าตาหน้าสิริเดชสักกูบ้าวิริสิริเดชตัวมาที่มาจากวิริสิริเดชอย่าบ้าพิโรชินเลย အဲ့ဒါမဂ်ဂင်နေလေသီလမဂ်ဂင်၃ပါးဖြစ်တယ်အဲ့တော့လောကုတ္တရာစိတ်တွေမှာဝိရတိစေတသိက်ရှင်ရခြင်းအကြောင်းလောကုတ္တရာစိတ်ဖြစ်တဲ့အခိုက်အတန့်မှာဒုစရိုက်ဒုတာဇေဝတွေကိုသမုတ်စေရပဟန်အားဖြင့်အမြင့်ပြတ်ပယ်လို့တဲ့အစွမ်းနဲ့ဝိရတိစေတသိက်ရရှင်ပါတယ်သီလမဂ်ဂင်၃ပါးပါတပေါင်းနဲ့ရှင်ပါတယ်၃ပါးစုံတပြိုင်နက်ထဲရှင်တယ်ဖို့စိတ်တွေမှာကြတော့ပယ်တတ်တဲ့သဘော မရှိတော့လည်းပဲဝိရတိဟာ ဖူစိတ်မှာမအားလျော်တဲ့အစွမ်းဖြစ်အမြဲတပေါင်းလဲရှင်ပါတယ်။နောက်ခုလောကုတ္တရာစိတ်မှာအပ္ပမညာမရှင်ပါဘူး။ကရုဏာတွေမုဒိတာတွေမရှင်ဘူး။ဘာဖြစ်လို့လဲ။လောကုတ္တရာစိတ်ဆိုတာကနိဗ္ဗာန်ကိုအာယုံပြုတယ်။ဧကံအာယုံပြုတယ်။အပ္ပမညာဆိုတာကတတ္တဝါတွေအာယုံပြုတယ်။နော်တတ္တဝါတွေအာယုံပြုပြီးဆင်းရဲနေရင်တဏှာမဲ့ဝမ်းဆိုချမ်းသာတဲ့တတ္တဝါတွေအာယုံပြုမဲ့ဆိုရင်ဝမ်းသာမဲ့အပ္ပမညာဆိုတာကတတ္တဝါအာယုံပြုတာကိုဖြစ်တဲ့အတွက်ကြောင့်မလို့ တတဝပညာကိုအာယုံပြုတာဖြစ်တဲ့အတွက်ကြောင့်မလို့အာယုံချင်းမတူတဲ့အတွက်ကြောင့်အပ္ပမညာစေတသိက်ဟာလောကုတ္တရာစိတ်မှာမရှင်နိုင်ပါဘူးဒါဆိုအပ္ပမညာနှုတ်လိုက်ပါအဲတော့လောကုတ္တရာစိတ်မှာအပ္ပမညာမရှင်နိုင်ဘူးအပ္ပမညာနှစ်ပါးကိုနှုတ်လိုက်ပါအဲတော့သောဗနာအုပ်စုတွေဖြစ်တဲ့အတွက်ကြောင့်မလို့အညာသမန်းနဲ့တရားသောဗနာနဲ့ပဲတွဲရမှာဖြစ်တဲ့အလုံးပေါင်း38ပါးရှိမယ်လောကုတ္တရာစိတ်မှာအပ္ပမညာမရှင်နိုင်ဘူးဒါဆို38ထဲကနေ အပ္ပမညာနှစ်ပါးအောင်နှုတ်လိုက်ဒါဆိုလွန်ရောကျွန်ရောရရင်36ပါးအများဆုံးရနိုင်ပါတယ်ဆက်ကြည့်ကြအောင်ပထမဆုံး၈ခုမှာရှင်တဲ့စိတ်ရှင်တဲ့စေတသိက်အညာသမား73ပါးသောမနတာနာ79ပါးဝိရတိ3ပါးပညာတစ်ပေါင်းပေါင်းလိုက်36ပါးစီ36ပါရှင်ပါတယ်ဒုတိယဇန်8ခုဒုတိယဇန်ဆိုရင်ဝိတက်ကျင်ရပါမယ်ဝိတက်ကျင်အညာသမန်းက12ပါ သောမနာတာရဏ19ပါးဝိရဒိယ3ပါးပညာတပါးပေါင်းလိုက်ရင်စေတသိက်35ပါးရှင်းနိုင်ပါတယ်တတိယဆန်8ခုတတိယဆန်8ခုမှာဝိတဝိသရာကျင့်အညာသမန်းက17ပါးသောမနာတာရဏ19ပါးဝိရဒိစေတသိက်3ပါးပညာတပါးပေါင်း34ပါးရှင်းနိုင်ပါတယ်သရဏဆန်8ခုမှာဝိတဝိသရာပီတိကျင့်အညာသမန်းစေတသိက်10ပါးသောမနာတာရဏစေတသိက်19ပါး ဝိရဒိစေတသိက်က3ပါပညာက2ပါပေါင်းလိုက်33ပါရှင်နိုင်ပါတယ်ပြဇမဇန်6ခုပြဇမဇန်6ခုမှာလည်းထုံးစံအတိုင်းအတူတူပါပဲဝိတဝိသာရပိတိဖြင့်အညာသမန်7ပါတောပနတာရဏ19ပါဝိရဒိစေတသိက်က3ပါပညာစေတသိက်2ပါပေါင်း33ပါရှင်နိုင်ပါတယ်ဒါဆိုရင်မက20ဖွာ20ပေါင်းလိုက်ရင် 40လောကုတ္တရာစိတ်အကျယ်ဒါမှ40သင်္ခါနီ5နီးထွက်လာပါတယ်လောကုတ္တရာစိတ်သင်္ခါနီ5နီးအချင်းချုပ်ပြီးတော့ပြန်ပြောပါမယ်လောကုတ္တရာစိတ်မှာအပ္ပမညာမရှင်နိုင်ပါဘူးတတဝရီအာယုံပြုတာဖြစ်တဲ့အတွက်ကြောင့်မရှင်ပါဘူးအပ္ပမညာနှစ်ပါးနှစ်ဝေပါလောကုတ္တရာဆိုတာနိဗ္ဗာန်ကိုအေကံအာယုံပြုပါတယ်မဆိတ်တွေဖို့စိတ်တွေကနိဗ္ဗာန်ကိုအေကံအာယုံပြုတာဖြစ်တဲ့အတွက်ကြောင့်မလို့အပ္ပမညာမရှင်ထား ဒါဆိုရင်38ထဲကနေနှစ်ကိုနှုတ်လိုက်36ပါလွန်ရောကျွန်ရောရှင်ပါလိမ့်မယ်ဒါဆိုရင်36ကတဏီဒီဥစ္စာဒုတိယဇန်ဒုတိယဇန်ဆိုဝိတက်ကိုနှုတ်35တဏီဒါတတိယဇန်ဝိတက်ဝိစာရနှုတ်34တဏီဒါသရုဒ္ဓဇန်ဝိတက်ဝိစာရပီတိနှုတ်33ကတဏီဒါပြစ္ဆပြစ္ဆမဇန်ဝိတက်ဝိစာရပီတိနှုတ်သူလည်းတူတူပဲဝေဒနာလေးကွာသွားလို့တော့နှစ်ခုကွဲသွားခြင်းဖြစ်တဲ့ဒါဆို33ကတည်းကတဏီ ဒါဆိုရင်36တန်ဒီ35တန်ဒီ34တန်ဒီ33တန်ဒီ33တန်ဒီပေါင်းလိုက်မယ်ဆိုရင်လောကုတ္တရာစိတ်သင်္ဃာနီ9နီးပါအဲ့သင်္ဃာနီမှာ အချင်း9နီးရှိတယ်အကုသိုလ်စိတ်တန်ဒီအာဟိစိတ်ကာမတောမနာစိတ်မဂ္ဂုစိတ်လောကုတ္တရာစိတ်ဒါအချင်း9နီးအကျယ်ဆိုရင်33နီးရှိတယ်အကုသိုလ်စိတ်မှာ9နီးအာဟိစိတ်မှာ4နီးကာမတောမနာစိတ်မှာ12နီး မဂ္ဂုစိတ်မှာ9နီးလောကုတ္တရာစိတ်မှာ9နီးအကျယ်33နီးဒါကတော့စိတ်ပိုင်းဇရာပါအဲ့စိတ်ပိုင်းဇရာမှာရှင်နိုင်တဲ့စေတသိက်လေးတွေလိုက်ထည့်လိုက်ပါအဲ့9နီးဆိုတာဘာတွေလဲဒီ19 19 21 21အဲ့ဒါပြန်ကြည့်လိုက်ပါဒါမှထည့်သွားတယ်ခဏလေးတွေထည့်သွားပြီးတာပြန်ကြည့်လိုက်ပါအဲ့စိတ်ပိုင်းစရာမှာအရှင်နဲ့စေတသိက်ရေတွက်လေးတွေထည့်လိုက်ရင်ပဲဒီကသင်္ကာနီးဒါရပါပြီ ဒါဆိုသင်္ဃာနေ့ပြီပါပြီနောက်ဒီထဲမှာကျန်နေတာလေးအတိတ်ပဲလေးတစ်ခုဆက်သွားပေးပါမယ်စိတ်ချင်းထူးအောင်ပြုသောစေတသိက်များအဲ့တော့ဒီစေတသိက်လေးတွေကစိတ်တွေနဲ့ရှင်တဲ့အခါမှာအဲ့ဒီစိတ်တွေကိုထူးခြားအောင်ပြုလုပ်သွားပါတယ်သူတို့ဝိသေသကစေတသိက်လို့လည်းပါဠိလိုခေါ်ပါတယ်ဝိသေသကဆိုတာထူးခြားအောင်ပြုတာစိတ်ချင်းထူးအောင်ပြုတဲ့စေတသိက်တွေဝိသေသကစေတသိက်လို့ခေါ်ပါတယ်အဲ့ဘာလဲဝိတ္တ ဝိสารပိတိဒုက္ခအဲ့ဒါဇန်တရားတွေဇန်နင်တရားတွေအဲ့ဒီက၄ပါးနောက်ကအပ္ပမညာ၂ပါးနောက်ဝိရတိ၃ပါးနောက်ပညာ၃ပါးပေါင်းလိုက်ရင်ဒီမှာ၄ဒီမှာ၄9 6ခွန်8 9တရား1အလုံးပေါင်းလိုက်10ပါးရှိပါတယ် ိတ်ဆယ်ပါးသောစေတသိက်တို့သည်စိတ်ချင်းကိုထူအောင် ပြုတယ်ဝိသေသကစေတသိက်တွေဖြစ်တယ်အဲဒီလင်္ကာလေးနဲ့ကြားထားမယ်ဆိုတော့ရပါတယ်တသပိတုဇံအင်စုနှခုပပညာဝရတိညာနာပေါင်းဆယ်ဝအမှတ်ကြဝိသေသဒါဝိသေသကစေတသိက်စိတ်ချင်းပြုောက်ထူအောင်ပြုတဲ့စေတသိက်တွေပါသူတို့ဘယ်စေဘယ်စေတသိက်တွေကဘယ်လိုထူအောင်ပြုတယ်လဲဥပမာ ဝိတဝိသရာပိတိဒုက္ခသရဇံတရားတွေဟာလောကုတ္တရာစိတ်တွေကိုထူးခြားအောင်ပြုတယ်။ဇံတရားတွေဟာလောကုတ္တရာစိတ်ကိုဘယ်လိုထူးခြားအောင်ပြုတာလဲ။တဏီတဏီကွဲသွားအောင်ပြုလိုက်တာပေါ့။ဒီမှာဇံတွေကွဲသွားလို့ဟောဒီကဇံအင်္ဂါတွေကွဲသွားလို့ဒီမှာပထမဇံကတဏီဒုတိယဇံတဏီဆိုအဲ့လိုထွက်သွားတယ်။ဒါကြောင့်မလို့ဇံတရားတွေဟာလောကုတ္တရာစိတ်ကိုကွဲပြားအောင်လုပ်သွားတယ်။မဂ္ဂုတ်စိတ်ကိုကြတော့ဇံတရားတွေကလည်းလုပ်တယ်။ အပ္ပပညာကလည်းလုတ်တယ်အပ္ပပညာဆိုရင်ပစ္စမဇံမှာမရှင်နိုင်ဘူးဆိုတော့အပ္ပပညာကလည်း क्वे ပြအောင်လုတ်တယ်ဒါဆိုရင်ဇံတရားနဲ့အပ္ပပညာတရားဟာမဟာကုတ်စိတ်ကိုထူးခြားအောင် क्वे ပြသွားအောင်ပြုနိုင်တယ်ကာမသောမနာစိတ်တွေဆိုရင်အပ္ပပညာတွေကလည်းလုတ်တယ်ဝိရဒိတွေကလည်းလုတ်တယ်ဉာဏ်ကလည်းလုတ်တယ်ဉာဏ်ရှင်တာရှိတယ်မရှင်တာရှိတယ်နောက်တော့ပီတိရှင်တာရှိတယ်မရှင်တာရှိတယ်ပီတိဆိုရင်သောမနာတမှာရှင်မယ်ဥပ္ပခါမှာမရှင်ဘူး ညာဆိုညာနာတံပြုတ်မှာရှင်ပဲညာနာဝိပုတ်ဆိုမရှင်ဘူးအဝိရတိဆိုလို့ရှင်ရင်ဒါယန္တာတွေမှာမာကရိယာတွေမှာမရှင်ဘူးအမဟာမဟာဝိဘတ်မှာဆိုမရှင်ဘူးမဟာကုသမှာပဲရှင်ပဲအဲ့လိုမျိုး क्वे ပြောင်းအောင်လှုပ်သွားတယ်အပ္ပမညာဆိုရင်ဒါဟိုမဟာဝိဘတ်မှာ မရှင်ဘူးအဲ့လိုမျိုးစိတ်တွေကို क्वे ပြားခြားနာတော့လှုပ်တဲ့တကြောင်မို့သူတို့ဝိတိတကစိတ်တိတ်လို့ခေါ်ပါတယ်ဒီဥစ္စာဆိုရင်တော့ကာမသောဘနာစိတ်တွေကိုထူးခြားအောင်ပြုလိုက်တဲ့စိတ်တိတ်တွေပါအဲ့အားလုံးပေါင်းလိုက်မယ်ဆိုရင်တော့ စိတ်ချင်းထူအောင်ပြုတဲ့စေတသိက်ဘယ်လောက်ရှိလဲလို့မေးရင်တော့10ခုရှိပါတယ်။ဒါစိတ်ချင်းထူအောင်ပြုတဲ့စေတသိက်တွေပါ။ဒါဆိုရင်တော့စေတသိက်ပိုင်းပြီးပါပြီ။စေတသိက်တွေရဲ့စေတသိက်52ပါးရဲ့အဓိပ္ပာယ်ရဲ့စေတသိက်တွေရဲ့စိတ်တွေနဲ့ရှင်ပုံတွေရဲ့အလုံးပြီးဆုံးသွားပါပြီ။နောက်တစ်ပိုင်းကပကိန်းပိုင်းကိုဆက်သွားပါမယ်။ အားလုံးသောတက္ကသိုလ်မှာအပေါင်းယောဂီပေါင်းတို့သည်ကိုယ်စိတ်နှပြကျမ်းမာချမ်းသာဘေးရန်ကင်းကွာကြပါစေနှလုံးစိတ်ဝင်ငြိမ်းအေးကြပါစေတရားထုတရားမြတ်လင်းမြန်စွာရရှိကြ၍သူတစ်ပါးသားတရားထုရအောင်သာသနာပြုနိုင်တဲ့အရိယာသူတော်ကောင်းကြီးများဖြစ်ကြပါစေ